မြန်မာနိုင်ငံကအောင်ရဲကျော်ကိုဂျာမနီကနေထပ်တော့မဲ့မိချုံအလုံးမဲမင်္ဂလာပါဗာမစ်နောင်ကနေချက်စလိုက်ပါတယ်မိချုံကဂျာမနီနိုင်ငံမှာနေထိုင်နေတာဖြစ်ပြီးဟာတော့ဗီဒီယိုလေးတွေကိုဖန်တီးပြီးလူသိများလာခဲ့တဲ့သူပါ ထရန့်မျိုးစုံကိုကိုပိုင်စိတ်ကူးနဲ့ပုံဖော်တက်တဲ့မိချို့ကလွန်ခဲ့တဲ့နှစ်ကလည်းရခိုင်တိုင်းရင်းသားတွေရဲ့ရိုးရာသချင်းကိုအဖေနဲ့အကဆိုပြီးစမ်းသစ်ဖန်တီးခဲ့ပါတယ်။ရခိုင်ရိုးရာနှစ်သားသချင်းကရခိုင်တို့ရဲ့ရိုးရာကြီးတဲ့သချင်းတစ်ပုဒ်ဖြစ်ပြီးအဓိပ္ပာယ်လေးနဲ့လုံးတဲ့သချင်းတစ်ပုဒ်ဖြစ်လို့ဟာသားမလို့တဲ့ကြောင့်ဝေဖန်တဲ့အီမီဆန်ကိုမိချို့ကထမိန်နဲ့အုပ်ပြီးဆုံးမခဲ့ပါတယ်။ဒီတစ်ခါမှာတော့မိချို့ကထမိန်နဲ့အုပ်ပြီးဆုံးမမယ်လို့ပြောခံလိုက်ရသူကတစ်တော့ဆယ်လီအောင်ရဲကျော်ဖြစ်ပါတယ်။ အောင်ရဲကျော်ကတစ်တော့မှာဟာတာဗီဒိုရီနဲ့နမည်ကြီးလာခဲ့သူဖြစ်ပြီးသူရဲ့ဟာတာတွေကလူအများကိုပျော်ရွှင်စေခဲ့တာပေါ့ငလျင်လှုပ်ပြီးတဲ့နောက်မှာအောင်ရဲကျော်ရဲ့ဆိုင်လဲပြက်စီးသွားပေမဲ့ငလျင်ဘေးသိမ့်ပြည်သူတွေကိုကူညီပေးခဲ့ပါတယ်အောင်ရဲကျော်ဟာပျော်ပျော်လေးနေတတ်သလုံးအလိုက်လဲတည်သူဖြစ်ပြီးလူအများဝန်းနေနေချိန်မှာတော့ဟာတာတွေမလုပ်ဖဲကူညီနိုင်တဲ့နေရာကနေထောက်ပံ့ပေးခဲ့ပါတယ် ငလျင်လှုပ်ပြီးတဲ့နောက်မှာနောက်ထပ်ငလျင်ကြီးလှုပ်မာကိုလူအများကအရန်ကိုကြောက်နေကြတာပေါ့။အရင်ချိန်မှာပဲမိချိုကလူအများရဲ့အကြောက်တရားကိုအတုံးချပြီးတော့ကိုချိုးရှာခဲ့ပါတယ်။အွန်လိုင်းကနေငွေဝင်နေတဲ့မိချိုဟာဒီအပိုင်းမှာတော့မဟုတ်မမှန်သတင်းတွေနဲ့လူစိတ်ဝင်စားမှုရအောင်လုပ်ခဲ့တဲ့သူပေါ့။ဧပြီလ22ရက်နေ့မှာငလျင်ကြီးတစ်ခုလှုပ်မယ်ဆိုပြီးဗီဒင်စီယာတယောက်ဟောထားခဲ့တာကိုမိချိုကပြန်ပြီးတင်ခဲ့ပါတယ်။ငလျင်ပညာရှင်တွေကမဖြစ်နိုင်ကြောင်းပြောပေမဲ့လည်းမိချိုကတော့ဗီဒင်စီယာကလှုပ်မယ်ဆိုတဲ့အကြောင်းသတိပေးပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့တိုက်တွန်းခဲ့တာပေါ့။မိချိုလို နမည်ချပြီး follower များတို့တယောက်ကသတိပေးခဲ့တာကြောင့်လူအများကတော့ကြောက်သွားကြပြီးအလုပ်တွေကိုတော့မသွားနိုင်ကြတော့ပါဘူး။တက်ကြီးရွယ်တို့လည်းနေပူထဲမှာထွက်နေနေရပြီးအလုပ်တွေရှုပ်သွားခဲ့ကြပါတယ်။ငလင်ကတကယ်မှလှုပ်သွားသလိုဟောခဲ့တဲ့ဘေးဒင်းဆရာကလည်းအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့မိချိုတင်ထားတဲ့ post ကလူသိများသွားပြီးသူ့အတွက်ဝင်ငွေတင်လဲရသွားခဲ့တဲ့သူပေါ့။ငလင်နဲ့ပတ်သက်တဲ့လူအများရဲ့အကြောက်တရားကသူ့အတွက်အကျိုးရှိသွားခဲ့တာကြောင့်လူအများရဲ့အကြောက်တရားကိုအသုံးချပြီးငွေမရှာသင့်ကြောင်းပြောကြပါတယ်။ အလုံးကဝိုင်းပြောတာကြောင့်မိချောကမျက်ရည်တွင်နဲ့တောင်းပန်လိုက်ရတာပေါ့။အောင်ရဲချောကလည်းမိချောကိုဒီလိုမဟုတ်မှန်တဲ့သတင်းတွေနဲ့ကြောက်လန့်အောင်မလုပ်ဖို့အတွက်ပြောထားခဲ့ပြီးမိချောကမခံစားသွားနိုင်ဖြစ်သွားပါတယ်။အောင်ရဲချောကမိချောနဲ့ခင်မင်မဲ့လည်းကိုချိုးအတွက်လူအများရဲ့အကြောက်တရားကိုအသုံးချတာကိုတော့မကြိုက်ပါဘူး။မိချိုဟာလူအများကိုသတိပေးတာဖြစ်ပြီးသူ့ရဲ့ဝင်ငွေထဲကနေလည်းပြန်လည်လွတ်တန်းနေတာကြောင့်သူ့ကိုဒါမျိုးလာမဆွဆွဲနဲ့လို့ပြောလိုက်ပါတယ်။မိချိုကအောင်ရဲကျော်ကိုဘလော့ထားတာကြောင့်အောင်ရဲကျော်ကတော့တတိရှိရင်ဘလော့ပြန်ဖြေလိုက်ဖို့ပြောထားတာပါ။ အောင်ရဲကျော်ကမန္တလေးမှာနေထိုင်သူဖြစ်လို့ငလင်ဘေးကိုတကယ်ခံစားရပြီးမလိုအပ်တဲ့ကြောင်ရွံ့မှုတွေကိုမဖြစ်စေချင်တာပါ။အောင်ရဲကျော်ကမိချို့ကိုလူမုံများလုတ်တယ်ဆိုပြီးမကျင်မနက်ဖြစ်ပြီးတဲ့နောက်အောင်ရဲကျော်ကိုထမိန်နဲ့အုပ်မယ်ဆိုပြီးပြောလိုက်ပါတယ်။အောင်ရဲကျော်ဟောင်းမိချို့ကိုမနာလိုတာကြောင့်တိုက်ခိုက်နေတယ်လို့ထင်ပြီးပညာရှင်တော့ဘာကိုဆိုလိုတယ်ဆိုတာသိမယ်လို့ပြောထားပါတယ်။ မိချိုကတော့ကိုကိုကိုမှန်တယ်လို့ထင်နေပေမဲ့လည်းဘရသများစုကအောင်ရဲကျော်ဘက်ကနေပဲယက်တီနေကြတာပေါ့မိချိုကအောင်ရဲကျော်ကို follower ရှင်မလား quality ရှင်မလားအရေးချင်းရှင်မလားဆိုပြီးစိန်ခေါ်ထားကောင်အောင်ရဲကျော်ရဲ့ရုပ်ရည်ကိုလည်းနှိမ့်ချပြောဆိုထားပါသေးတယ်ဘရသကြီးရောအောင်ရဲကျော်ဘက်ကနေအပေးမလားမိချိုဘက်ကနေအပေးမလားဆိုတာပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ